အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါရင်ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2022ခုနှစ်ကထွက်ရှိခဲ့တဲ့စိတ်ကူးရင်တိတ်ပံဇာတ်ကားလေးတစ်ခါဖြစ်ပါတယ်။ဇာတ်လမ်းလေးအစမှာတော့ကဘာကြီးပြည့်စည်တော်မယ့်အချိန်မှာမားဂျူနာမှာပေါ်လာတဲ့အမဲရောင်ဂျိုဆက်ဝင်းကိုတွားရောက်လည်လာကြည့်ဖို့အတွက်အာကာသမူ6ရောက်ပါတဲ့အဖွဲကိုအာကာသရှင်အခီလက်နဲ့ဆစ်လွတ်လိုက်ပါတယ်။ ရှစ်လအကြာမှာတော့ကာလာကလွန်ခဲ့တဲ့နှစ်နှစ်ကကားမတော်တဆမှုကြောင့်တိဆုံသွားပြီဖြစ်တဲ့သူမရဲ့အမေဖြစ်သူနဲ့သမီးတို့အကြောင်းကိုအိမ်မက်မှတ်နေပြီးအမဲရောင်ဂျိုးဆက်ဝန်းစီကိုရောက်ဖို့၈နာရီလောက်ပဲကြာတော့ချိန်မှာအဖွဲသားတွေအားလုံးလုံးလာကြပါ යි ။ဒါဟာရူဘီရဲ့ပထမဆုံးအတွေ့အကြုံဖြစ်တာကြောင့်ကာလာကသွားနာနေဖို့ပြောပေမဲ့ရူဘီကတော့သူ့အတွေ့အကြုံကိုလော့တင်မှာဖြစ်လို့မနာဘူးဆိုပြီးပြောပါ යි ။ကာလာကသူ့ရဲ့အုတ်ချုပ်သူပေါ်နေတွေ့ပြီးဂျိုးဆက်ဝင်းအကြောင်းကို AI နဲ့ရှာကြည့်ပေမဲ့ဘာမှမတွေ့ရကြောင်းပြန်ကြမလားလို့မေးပေမဲ့ပေါ်ကတာဝင်ကိုပြီးစောအောင်လှုပ်ချင်မယ်ရူဘင်ကတော့ပို့ပြီးတောင်းလို့နေပြီအဖွဲ့သားတွေကဒီဆူဇန်လေးလာမှု program ရဲ့ခေါင်းဆောင်ဘန့်ကိုဆက်တယ်တော့ကဘာဘော်ကလူတွေဟာဒီဆူဇန်လေးလာမှုရဲ့ရလဒ်ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြတယ်လို့ဘန့်ကပြောပါတယ်နောက်တော့ကာလာကသူမအမေရဲ့အတန်ကိုကြားနေရပေမဲ့ဘသူကမှမတွေ့ပါဘူးရူဘီကလည်းအတန်တိုးတိုးလေးကိုကြားနေရတာကြောင့်နိုးလာပါတယ် ကလာလေးအခန်းလေးကိုပြန်ရောက်တဲ့အချိန်ဘန်ကဗီဒီယိုကောခေါ်ပြီးသူမကိုစိတ်ပူကြောင်ပြောတော့ကလာကအဆင်ပြေပါတယ်လို့ပြန်ပြေပါ යි အဲ့ဒီအချိန်လိုင်းပြတ်သွားပြီး AI ကဂျူဆဝင်းမမမှန်ဖြစ်နေရဲ့လို့ကြီးညာတာကြောင့်ကလာတို့လည်းအခန်းလေးကနေထွက်ကြည့်ကြပြီးဂျူဆဝင်းကနေအလင်းတက်တစ်ခုကိုတွေ့လိုက်ပါ යි တခြားအဖွဲ့သားတွေကလည်းရောက်လာကြပြီးတက်ကဒီအလင်းတက်ဟာသူတို့အာကာသရှင်ကိုဘယ်သွားရမလဲဆိုတာညွှန်ပြနေရမှာဖြစ်နိုင်ဘူးလားလို့ထင်နေပါ යි ရှင်ကအကျိုးဆက်ဝင်းသားကိုတပြေးပြေးကတ်လာတော့အတန်တွေကြားနေရပြီးကာလာကအတန်တွေကိုဆက်စစ်ကြည့်ရော DS လို့ခဏခဏပြောနေရဖြစ်ပိုင်လက်တီလို့ဆိုရင်တော့ဖျားလို့အထိပ်ပဲရပိုင်ရူဘင်ကကြောက်ပြီးပြန်ကြရအောင်လို့ဆိုကအခန်းလေးကိုပြေးဝင်သွားပိုင်ကာလာကတော့သူတို့ရှင်ကိုခဏရက်ထားပြီးဗန်းစီပြန်ဆက်သွယ်လို့ရအောင် AI ကပြင်ပြီးရဲ့အထိစောင့်ကြမယ်လို့ပြောပေမဲ့ ပေါကရှေ့ဆက်သွားကြဖို့ပြောပါတယ်။ရူဘင်ကတော့ငုံနေပြီးပြန်ကြရအောင်လို့ပဲပြောနေပါတော့တယ်။ဒါနဲ့အဖွဲသားတွေအားလုံးဆွေးနွေးကြတော့ app ကဂျိုဆန်ဝင်းကဘာလဲဆိုတာစုံစမ်းရမှာဟာသူတို့တာဝန်ဖြစ်ပြီးတကယ်လို့သာဂျိုသားတွေဖြစ်နေမယ်ဆိုရင်လည်းအကောင်လုံးကိုဖောက်ခွဲလိုက်ကြမယ်လို့ဆိုပါတယ်။ပေါလဲ app ကိုခေါ်ပြီးဒီလိုဖောက်ခွဲလိုက်မဲ့အကြောင်းမျိုးကိုဆက်မပြောဖို့တတိပေးလိုက်ပါတယ်။သူတို့ရင်ကဂျိုဆန်ဝင်းအနောက်ကိုရောက်လာလေကာလာနဲ့ရူဘင်တို့ကအတန်တွေပြန်ကြားလာရပြီး အက်ကကာလာကိုသူ့မအခန်းထဲခေါ်သားပေးပိုင်ကာလာကတော့အတန်တွေအကြောင်းကိုမပြောလိုက်ပေကားမတော်တဆမှုဖြစ်ရနောက်ပိုင်းခေါင်းကိုက်တက်တယ်လို့ပဲရှင်းပြလိုက်ပိုင်အဲဒီချိန်တက်ကရောက်လာပြီးရူဘင်ပြောင်းနေတဲ့အကြောင်းလာပြောတာကြောင့်ရူဘင်ကိုလိုက်ရှာကြပိုင်ရူဘင်ကမီရီကိုသူ့ပပက်လယ်မှာထွန်ပြီးကိုခန္ဓာမှာလည်းအစီရင်တစ်ခုပုံစံမျိုးဓာတ်နဲ့ဆွဲလိုက်ပိုင်နောက်ဆုံးတော့တက်ကရူဘင်ကိုရှာပြစ်သွားပြီးနောက်အကျယ်ကြီးအော်တန်ထွက်လာတာကြောင့်အဲ့နေ့ကာလာတို့လည်းပြေးလာကြပိုင် ဒါပေမဲ့ကာလာရောက်သွားတဲ့အချိန်မှာတော့တက်ကဥရီထွက်ပြီးတိဆုံနေပါပြီ။ရူဘင်ကကာလာလေပင်ကိုဓာတ်နဲ့ထောက်ထားကတက်ပြစ်မယ်လို့ချိန်ချောင်းနေချိန်အက်လေရောက်လာပါပြီ။သူတို့အားလုံးဂျိုဆက်ဝင်းစီကိုသာရောက်ရင်တည်သွားနိုင်တယ်လို့ပြောပြီးပေါကလည်းတခုခုကိုဖုံးကွယ်ထားတဲ့ပုံစံရှိနေတယ်လို့ပြောပါတယ်။ရုတ်တရက်ပေါကရောက်လာပြီးမဆိုင်မတွားပဲရူဘင်ကိုတက်ပြစ်လိုက်ပါတယ်။ပေါကအက်ကိုအလောင်းနေထဲပို့အိတ်သွားယူခိုင်းပြီးအခုလိုအဖွဲသားနှစ်ယောက်တောင်တည်သွားပြီမဲ့တီတီငိမ့်ငိမ့်နဲ့ဖြစ်နေပါ යි ကာလာကရူဘင်ရဲ့ဓာတ်ကိုတင်ထားလိုက်ပြီးပေါနောက်လိုက်လာကတကယ်ပဲတခုခုကိုတိထားတာလားလို့မေးပါ යි ပေါကညင်ပြီးကာလာကို အမိတ်ပေးရင်အမိတ်အတိုင်းပဲပြန်လုံရမယ်လို့သတိပေးရင်းနဲ့ကာလာအခန်းထဲကိုရောက်လာကြပါ යි ဘာလို့အဖွဲသားနှစ်ယောက်လုံးတိသွားတာကိုဘာမှမဖြစ်တာလဲလို့ကာလာကအော်မေးရကြောင်းပေါလဲထွက်သွားပါ යි အဲ့ချိန်ဂျိုဆန်ဝင်းစီကိုရောက်ဖို့၃နာရီလောက်သာလိုတော့ပြီးကာလာကဂျိုဆန်ဝင်းစီမှာထူးခြားတဲ့ပုံစံကို တွေ့ပြီးမှဘာလဲဆိုတာကိုနားမလည်ဘူးဖြစ်နေပါ යි ဒီလိုနဲ့အာကာသရှင်ကဂျိုဆန်ဝင်းပေါ်ကိုစဉ်သက်လိုက်ချိန်မှာအခွင့်အသားတွေကလည်းဘန့်ကိုပြန်ဆက်သွယ်လို့ရသွားပါတယ်။ကာလာတွေ့ထားတဲ့ဂျိုဆန်ဝင်းစီကထူးခြားတဲ့ပုံစံလိုမျိုးကဘာမှလည်းပေါ်လာပြီးမယ်။ဘာမှန်းမသိရသေးပဲဘန့်ကအခွင့်အသားတွေကိုအမြန်ဆုံးဆန်းကြည့်ဖို့မှာပါတယ်။ပေါ်ကအပ်နဲ့ကာလာတို့ကိုအပြင်ထွက်ပြီးကြည်ကြဖို့အမိန့်ပေးတဲ့အချိန်သိပ္ပံပညာရှင်တယောက်လည်းလိုက်သွားတဲ့နယ်ဆိုပြီးရှော့ကသူ့လိုက်ခဲ့မယ်လို့ပြောပါတယ်။ဒါနဲ့သုံးယောက်သားဝစ်ဆောင်လေးဝစ်ပြီးအပြင်ကိုထွက်သွားကြက ဖော့ကတော့ကင်မရာကနေကြည့်နေပါ යි ။ကာလာကမြေကြီးကိုထိကြည့်ပြီးကဘာမြေမှာရှိတဲ့ dress င်တွေနဲ့မတူဘူးလို့ပြောကအရှိကိုတဖြည်းဖြည်းကျင်းသွားကြည့်ရောဂိတ်ပေါက်ဝလိုမျိုးဖြစ်နေပါ යි ။အဲ့ဒီဂိတ်ပေါက်ကနေအလင်းထဲထွက်နေပြီး app ကပုံမြင်ရအောင်လို့မီးပြစ်ထည့်လိုက်ပါတယ်။အဲဒီချိန်သူစန်းတဲ့အတန်တွေကြားလိုက်ရပြီးပေါ်လဲ AI နဲ့ဘာသာပြန်ကြည့်ရောကြိုဆိုပါတယ်လို့ပြောတာဖြစ်နေပါတယ်။အလင်းကပို့တော့လာချိန်မှာတော့အမျိုးသမီးတယောက်ဂိတ်ဝမှာပေါ်လာတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီအမျိုးသမီးကစိတ်နဲ့စကားပြောနေရဖြစ်ပြီး AI ကအဖွဲသားတွေအတွက်ဘာသာပြန်ပြီးတော့ဖန်တီးသူကလူသားတွေကိုကူညီဖို့ရွေးချယ်ကြပြီးမှဖြစ်ကြောင်းနဲ့ဂိတ်သေးကိုဝင်လာတဲ့သူတွေကအဆုံးမရှိငြိမ်းချမ်းမှုကိုရမှာဖြစ်ကြောင်းပြောပါ යි ်နောက်ပြီးကာလာဟာရွေးချယ်ခံရသူ ဖြစ်ပြီးသူမကိုအထဲလိုက်ပြမယ်လို့ပြောပါတယ်ဂိတ်ထဲကိုဝင်သွားတဲ့သူမှတ်သမျှကနာကျင်မှုတွေကင်းဝေးသွားမှာဖြစ်ပေမဲ့ဂိတ်ထဲကိုမဝင်ဖို့ရွေးချယ်လိုက်တဲ့သူတွေကတော့စံဝင်းကကဘာမြေကိုရောက်ရင်ကဘာကြီးကိုဖျက်ကြီးလိုက်မှဖြစ်လို့ကြံခဲ့တဲ့လူတွေကတိတ်ဆုံးကြရမှာပါ အဲ့ဒီအမျိုးသမီးကရုတ်တရက်ကာလာရဲ့အမေပုံစံပြောင်းသွားပြီးကာလာကိုတစုံတစ်ယောက်ကအထဲမှာဆောက်နေရလို့ပြောတာကြောင့်ဂိတ်ထဲကိုဝင်သွားကြည့်ရောရွှေရမျိုးတစ်ခုနာကိုရောက်သွားပါ යි ။ကာလာလည်းအရင်ကကားမတော်တစားဖြစ်ရက်ကို ပြန်မြင်ရောက်နေပြီးအဲ့ဒီချိန်တုန်းကအတိုင်းနှစ်ဖူးကနေသွေးရီစီကြနေပါ යි ။နောက်တော့သမီးဖြစ်သူကိုလမ်းမြင်လိုက်တာကြောင့် ပြေးသွားတဲ့အချိန်ရုတ်တရက်ရင်ပေါ်မှာပြန်နိုးလာခဲ့ပါတယ်။ကာလာကဘာဖြစ်သွားတာလဲလို့မေးတော့ဂိတ်သေးကထွက်လာချိန်မှာလဲကျသွားတာကြောင့် app ကပြန်ခေါ်လာပြီးအဖြစ်ပြီး shock ကိုတော့မကယ်တင်နိုင်ခဲ့ဘူးလို့ပြောပါတယ်။အဲဒီချိန်ဘက်ကသူတို့ကိုလမ်းခေါ်ပြီးအသေးစိတ်မေးကြည့်ရောကာလာကရွှေရမြို့အကြောင်းပြောပြပါပါတယ်။ဒါကို app ကကောင်းကင်ဘုံဖြစ်လောက်မယ်လို့ယူဆနေပါတယ်။ကာလာကသူမမိသားစုကိုတွေ့ရတဲ့အကြောင်းမပြောပြလိုက်ပဲ အခန်းထဲကနေပေါ်ထွက်သွားတော့မှရှော့တယောက်ဘလို့တီးသွားတာလဲလို့မေးပါ යි အက်ကရှော့ရဲ့ဝစ်ဆောင်ပေါက်ပြဲပြက်ကြီးသွားတယ်လို့ပြောပြပေမဲ့ကာလာကတော့မယုံကြည်နိုင်ဖြစ်နေပါ යි နောက်ပြီးလက်အိတ်ကိုလည်းတည်တည်ချတာမဝေ့ထားဘူးလို့ပြောတော့ရှော့ကအတွေ့အကြုံရှိပြီးစိတ်ဆက်တဲ့လူတယောက်ဖြစ်တာကြောင့်ကာလာကပုံပြီးမယုံကြည်ဖြစ်သွားပါ යි အက်ကတော့လူတွေကတခါတလေအမှားလုံးမိနိုင်တာပဲလို့ပြောပြီးကာလာကိုအနားယူလိုက်ဖို့ပြောပါ යි ကာလာကစံဝင်းကိုချက်ပြီးလေ့လာခြင်းသေးရလို့ပြောပေမဲ့ app ကတော့ရင်ကအခုပြန်နေပြီလို့ပြောရင်းနဲ့ကင်မရာရီမရှိတဲ့နေရာနာကိုရောက်တော့ဒိတ်ထဲမှာဘာတွေထင်မြင်ခဲ့ရသေးလဲလို့ app ကမေးပါတယ်။ဒါနဲ့ပဲကာလာကသူမမိသားစုကိုတွေ့ခဲ့တဲ့အကြောင်းနဲ့ပေါ်နဲ့ဘန်တို့ကတခုခုကိုဖုံးကွယ်ထားပုံရတယ်လို့ပြောပါတယ်။နောက်တော့ app ကပေါ်နဲ့တွေ့ရဲ့အချိန်မှာကာလာနဲ့ကင်မရာရီမရှိတဲ့နာမှာဘာတွေပြောနေကြတာလဲလို့မေးတော့ app ကအထူးထူးခြားခြားမရှိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ ဘောဂအက်ကိုအမိတ်တွေကိုတိချလိုက်နာပို့မှလိုက်ပြီးအာကာသရှင်ကတော့ဇဝင်းသားကနေတပြေးပြေးပြန်ဆုတ်ခွာလာခဲ့ပါတယ်။ကာလာလေးဓာတ်ကိုယူပြီးရှောင်းရဲ့အလောင်းကိုသွားစစ်ဆေးကြည့်ဖို့အခန်းတကားလော့ကိုဖြတ်ပြီးအခန်းထဲကိုဝင်လာခဲ့ပါတယ်။ဘောဂကာလာကိုကင်မရာကနေစောင့်ကြည့်နေရကြောင်းအက်ကိုသူ့မနောက်လိုက်သွားဖို့ပြောပါတယ်။ရှော့အခန်းထဲမှာတော့တနန်းနဲ့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ဖိုင်တချို့ကိုတွေ့လိုက်ပြီးအဲဒီချိန်အခန်းအပြင်မှာအက်ကရောက်လာတော့ကာလာကတနန်းနဲ့ချိန်ထားလိုက်ပါတယ်။ နောက်ပြီးကာလာကဖိုင်တွေကိုဖတ်ကြည့်လိုက်ရင် app ဟာ AI copy ချက်သားဖြစ်ကြောင်းသိလိုက်ရတယ်လို့ပြောပါတယ်။ app ကအရာတွေဟာအတိတ်ကအကြောင်းတွေသာဖြစ်ပြီး သူကစဝင်းနဲ့ပတ်သက်လို့ဘာမှမသိဘူးလို့ရှင်းပြပါ යි ။ကာလာက app ကိုထွက်သွားဖို့ပြောပြီးဘောစီရောက်လာကတနက်နေ့ချိန်ထားပါ යි ။ဘောကကာလာကိုဒါကတည်တံပဲနော်လို့သတိပေးပေမဲ့ကာလာကရှောင်းရဲ့အလောင်းကိုဆက်လိုက်တော့တနက်နေ့ပြစ်သက်ခံရတာတွေ့ရလို့ပြောပါ යි ။ရှောင်းကို app ကတက်လိုက်တာလားလို့မိနေရဲ့အချိန်မှာဘန်းကဗီဒီယိုကောခေါ်ပြီးသူတို့ဟာကာလာရဲ့ရန်သူမဟုတ်ပဲသူမတွေ့ခဲ့တဲ့ကောင်းကင်ဘုံအကြောင်းကိုလည်းဘန်းတို့စီကသိပ္ပံပညာရှင်တွေလည်းယုံကြည်တဲ့အကြောင်းပြောပြီးနားချပါ යි ။ ။နောက်ပြီးကဘာမြေပေါ်ကလူတွေကလမ်းတွေပေါ်မှာစုဝေးနေကြပြီးစံဝန်ရဲ့ဗီဒီယိုကိုတွေ့ပြီးနောက်စံဝန်စီထွက်သွားကြဖို့လုံနေရကိုဘန့်ကပြပိုင်။ကာလာလဲအန်အောနီရဲ့အချင်းပေါ်ကကာလာလက်ထက်ကတနက်ကိုလူတော့နှစ်ယောက်သားရုံရင်းစံခတ်ဖြစ်ပြီးကာလာက ပေါ့ကိုပြစ်တန်းလိုက်ပိုင်။ကာလာလဲဒရာရသွားပြီးသွေးတွေထွက်နေပိုင်။ နောက်တော့ app ကိုပါတနက်နေ့ချိန်လိုက်တဲ့အခါ app ကရှောင်းကိုတက်လိုက်ကြောင်းဝန်ခံပါတယ်။ဒါပေမဲ့ app ကသူကိုယ်တိုင်လဲစုံဝန်းနဲ့ပတ်သက်တဲ့အမှန်တရားကိုသိကျင်နေရလို့ပြောပါတယ်။ကာလာလဲ app ကိုရှင်လိုက်ကစီးကန်းနေသွားပြီး app ကကာလာတန်ရာကိုစီးထည့်ပေးပါတယ်။ကာလာကစုံဝန်းစီကိုပြန်သွားခြင်းပေမဲ့ဘန်ကအာကာသရှင်ဘော်က AI ကိုထိန်းချုပ်ထားရလို့ပြောတော့ app ကသူ့စီမှာကုတ်ရှိရလို့ပြောပါတယ်။ ဒါပေမဲ့ရင်ကကြီးတာကြောင့်ကိုရိုင်းကင်တွေမောင်မိုကတော့ခတ်မှာဖြစ်ပြီးသူရဲ့ကဘာမီကိုပြန်မဲ့ခီးကြီးကလည်း၅နှစ်လောက်ကြာသွားမှဖြစ်ပါတယ်။ကာလာလည်းစိတ်ပြတ်နေပြီးအက်ကတော့အကြံရှိရဲ့လို့ပြောတာနဲ့ ဘန့်ကိုဆက်သွဲလိုက်ပိုင် ကာလာကစက်ဝင်းနဲ့ပတ်သက်ပြီးမယုံကြည်ရာကြောင့်စက်ဝင်းကိုဖျက်ဆီးပစ်မယ်လို့ဘန့်ကိုပြောပိုင်ဒါနဲ့ဘန့်လည်းဖိုင်တချို့ထုတ်ပြလိုက်တော့မှသူကစက်ဝင်းကိုဖန်တီးခဲ့သူဖြစ်နေပြီးဖျားကတကယ်မရှိပါဘူးတကယ်တော့ဘန့်ကကဘာမှာလူဦးရေများပြားလာတာကြောင့်လူ16တန်းကိုတော့တပ်ပြစ်လိုက်ဖို့စီစဉ်ထားတာဖြစ်ပိုင်စက်ဝင်းကကဘာကြီးကိုမဖျက်ဆီးနိုင်ပေလူတွေကိုကြောက်ပြီးစက်ဝင်းနဲ့ကိုလာအောင်လှုပ်ထားတာဖြစ်ပြီး အထဲဝင်သွားလိုက်ရင်တော့တည်သွားကြမှာပါဒါပေမဲ့ကာလာက သူမမိသားစုကိုကြားနိုင်မြင်နိုင်တဲ့အကြောင်းကိုမေးတော့ဘန်ကကာလာကားမတော်တဆမှု ဖြစ်တုန်းကခေါင်းထဲမှာချက်ပြားထည့်ထားခဲ့ကြောင်းနဲ့ဒီခီးစဉ်အတွက်ကြိုတင်ပြင်ဆင်ခဲ့မှုတွေဖြစ်တယ်လို့ဝန်ခံပါတယ်နောက်တော့ဘန်ကကာလာနဲ့အတုပေါင်းပြီးစောင်းဝန်းကိုဖျက်ဆီးဖို့လုပ်နေရသိလိုက်ရပါတယ်ဒါနဲ့အာကာသရှင်ကိုဖျက်ဆီးလိုက်ဖို့ AI ကိုပြောတော့ရှင်က3မိနစ်အတွင်းပြက်စီတော့မှာပါကာလာလည်းစိတ်တိုပြီးတနက်နေ့ရှောက်ပြစ်နေပါတယ် အင်းနာအကာအကာသရှင်ကုတ်ကိုကာလကိုပေးလိုက်ပိုင်ဒါပေမဲ့သူကတော့ဓလိကားထဲမှာပိတ်မိနေပြီးအချိန်မီပြန်မထွက်လာနိုင်တော့တာကြောင့်သူမပါပဲထွက်သွားဖို့ပြောပိုင်အကာသရှင်ကလည်းပောက်ကွဲမှုစဖြစ်လာနဲ့ကာလကအရှင်အသေးနဲ့ခွဲထွက်လာခဲ့ပိုင်အပ်တီသုံးသွားပြီလို့ထင်နေတဲ့အချိန်ရုတ်တရက်အကရောက်လာပြီးကာလနဲ့အတူရှင်အသေးပေါ်ပါလာခဲ့ပိုင် နောက်တော့အကစုံဝန်းစီကိုကိုရိုင်းဆင်းပြီးပောက်ခွဲမှုလုပ်ရမှာဖြစ်တယ်လို့ပြောတော့ကာလလည်းအတူတူဆင်းပြီးလုပ်ကြမယ်လို့ပြန်ပြောပိုင်ဒါပေမဲ့စုံဝန်းပေါ်ကို ဆင်းတဲ့အချိန်မှာအက်ကစကားကိုပိတ်လိုက်ပြီးကဘာမီကိုပြန်ဖို့နဲ့အခုဖြစ်စဉ်ကိုလူတွေအမှန်တိုင်းသိအောင်ပြောပြဖို့မှာပြီးကာလာကိုနှုတ်ဆက်လိုက်ပိုင်အက်တယောက်ကာလာရဲ့ရင်အဝေးကြီးကိုရောက်သွားတော့မှဆံဝန်းကိုဖောက်ခွဲလိုက်ပြီးကာလာကတော့ကဘာမီကိုတယောက်တည်းပြန်လာခဲ့ရပိုင် AI ကကာလာကဘာမီကိုပြန်ရဖို့ခုနှစ်နှစ်ကြာမယ်လို့ပြောရင်းနဲ့ပဲဇလန်လိကလည်းပြီးသွားခဲ့ပိုင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်